ဲ့လိုမပြောမိဘူးဆိုလို့ခြေကြတော့ဖြစ်တဲ့ယောဂါကနည်းနည်းရယ်အစိမပေးမိတဲ့အတွက်ကြောင့်မလို့တောက်လိုက်ရတဲ့ပြီးတော့ပြန်ကူးလိုက်ရတဲ့ပုံများသွားလိမ့်မယ်ပေါ့နော်ဒီ CBD deficiency အကြောင်းပေါ့နော်အဒါလေးကအဖြစ်များတဲ့ခါကျတော့အမင်းများတယ်အမင်းများတော့ဒါလေးကိုပြောပြပေးမယ်လူတွေအမားအနေနဲ့တစ်ချက်ကဘာလဲဆိုလို့ရှိရင် GCPD deficiency ပေါ့နော်သူတို့ကထင်နေကြတာ GCPD ကြောင့်မလို့ဒီလိုမျိုးသွေးကွဲတယ်အနီမီးယားပေါ့သွေးရနေယောဂါတွေဖြစ်တဲ့လို့ထင်နေကြတကယ်တော့မဟုတ်ဘူး GCPD မရှိလို့နာမည်ကသူက GCPD ယောဂါမဟုတ်ပါဘူး GCPD အားနည်းတဲ့ယောဂါပါအဲ့တော့ GC စ် PD deficiency ပေါ့နော်ဒါမှယောဂါပေါ့နော်အဲ့တော့လူတွေကအခုခဏပြောသလိုပဲပေါ့နော်ဒီစစ် PD ကြောင့်မလို့သူတို့ဒီကလေးတွေမှာကြတော့သွေးကွဲတယ်နောက်ပြီးလို့ရှိရင်သွေးကွဲတယ်သွေးရနေယောဂါတွေဖြစ်တယ်နောက်ပြီးတော့အဲပဲနဲ့မတည့်ဘူးဆိုထင်နေကြတယ်မဟုတ်ဘူးနော်ကြောင်းမြန်နော်ဒီစစ် PD ကကြတော့ဒီလိုမျိုးသွေးကွဲတာတွေဘာတွေကနေပေါ့ကာဝယ်ပေးတာဖြစ်တယ်အဲ့တော့ glucose cis phosphate dehydrogenase ဒီ enzyme ကကြတော့နည်းနေတာဒီ enzyme ကဘာလုပ်ပေးလဲဆိုလို့ရှိရင်ဒီသွေးနေဥတွေကိုသွေးကွဲခြင်းကနေပြီးတော့မှာပေါ့နော် chemical တွေကနေပြီးတော့မှာဒီသွေးကွဲခြင်းကနေပေါ့ကာဝယ်ပေးတယ်အဲ့တော့ဂျီစ acidity မရှိတဲ့ခါကျတော့နေသွင်းနေဦးတွေကကျတော့သွေးကွဲသွားဖို့အတွက် chest ပုံများတယ်အဲ့တော့သွေးကွဲရင်သွေးရနေရောကဖြစ်မယ်ပေါ့ဒီ acidity ဖြစ်လာပြီဆိုလို့ချေကြတော့ဒါကသူ့မှာရှောင်ကျင်ရမယ့်အစားအစာရှိတယ်ရှောင်ကျင်ရမယ့်ပစ္စည်းတွေရှိတယ်ပေါ့ဒါတွေကိုရှောင်မယ်ဆိုလို့ရှင်တော့တက်တန်းစိနေနိုင်တယ်နောက်ပြီးလို့ရှင်လည်း quality of life အပြည့်ပေါ့နော်လူတန်းစိလည်းနေနိုင်ပါတယ်နောက်ပြီးတော့ဒါတွေကိုရှောင်မယ်ဆိုလို့ရှင်ကျန်တဲ့ဟာလည်းပူစရာမလိုပေါ့နော်ဒါ acidity deficiency နဲ့မွေးလာတဲ့အတွက်ကြောင့်မလို့လူတန်းစိမနေနိုင်မှာမဟုတ်ပါဘူးရှောင်ကျင်ရမယ့်ဟာရှောင်တယ်ဆိုလို့ရှင်အဲလူတန်းစိနေနိုင်မှာဖြစ်တယ်နောက်ပြီးလို့ရှင် င်လည်းဒီ disability ကကြတော့သူက genetic ပေါ်တော့မျိုးမျိုးဗီဇလိုက်တဲ့ယောဂဖြစ်တဲ့အတွက်ကြောင့်မလို့သူကကြတော့ဝေးကလေးကဖြစ်လာတဲ့အတွက်ကြောင့်သူက X chromosome ကိုပိုထိတယ်ပိုထိတဲ့အတွက်ကြောင့်မလို့ယောက်ျားလေးမှာပိုဖြစ်များတယ်မိန်းကလေးမှာတော့ဖြစ်နေပါတယ်အဲ့တော့ disability ဖြစ်ပြီဆိုရင်ဘယ်လိုဟာရှောင်ကျဉ်ရမလဲဆိုတော့အားလုံးသိပြီးကြမယ်အတိုင်းပဲပဲမျိုးမျိုးပေါ့ပဲတွေကနေရှောင်ကျဉ်ရမယ်နောက်ပြီးလို့ရှိရင်ပျုံလုံးပေါ့ပျုံလုံးဆိုရင်ရှောင်ရပါမယ်နောက်ပြီးတော့ဆာဖာပါတဲ့ chemical တွေကိုအစေးတွေကိုရှောင်ရမယ်အဲ့တော့ဒီလိုမျိုးအမ် antibiotic တွေတောက်မယ်နောက်ပြီးတော့ဒီယောဂတွေနည်းနည်းဆိုလို့ရှိရင်တော့ကိုယ့်ဘာသာကိုမျိုးမျိုးစေး တွေမတောက်လိုက်မိစေပဲနဲ့စေကန်းပြပြီးတော့မှနောက်တစ်ဆရာဝင်နဲ့ပြတဲ့ခါမှဆိုလို့ရှိရင်လည်း GCPD ရှိပါတယ်ဆိုတော့ထိတ်ဆုံးကနေပြထည့်ပြရမယ်ပေါ့နော်နောက်ပြီးတော့စေပေးရမယ်ဆိုလို့ရှိရင်လည်း GCPD ရှိလားဆိုရဲအချက်ကိုတော့လုံးဝအဲ့လိုခေါင်းထဲမှာမေ့လို့မရဘူးစေကန်းပြမယ်ဆိုလို့ရှိရင်တော့ဘာဖြစ်ဆိုတော့ဒါကြောင့်မို့တာနဲ့ server ပါတဲ့စေတွေရှိတယ် server ပါတဲ့စေတွေကိုရှောင်ပြီးတော့မှပေးနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့လိုမပြောမိဘူးဆိုလို့ရှိရင်ကြတော့ဖြစ်တဲ့ရောဂါနည်းနည်းရဲ့စေမပေးမိတဲ့အတွက်ကြောင့်မလို့တောက်လိုက်ရတဲ့ပြီးတော့ပြန်ကူးလိုက်ရတဲ့ပုံများသွားလိမ့်မယ်ပေါ့နော်အဲ့တော့ဓာတ်မတည့်ဘူးပေါ့နော်တခုခုနဲ့ဓာတ်မတည့်ဘူးဖြစ်သွားခဲ့ပြီဆိုလို့ရှိရင်ဘယ်လိုလက္ခဏာတွေခ န်းစားရမလဲဆိုတော့သူကလူဝါချအရင်အောင်ဖြူဖြော့နေမယ်နောက်ပြီးလို့ရှိရင်လည်းစီးတွေကြတော့လဲအဲဘောနောသွေးရောင်လေးနောက်ပြီးတော့အညိုရောင်လေးပေါ့နော်အမဲရောင်လေးတွားလာလိမ့်မယ်နောက်ပြီးတော့လူကအရင်အောင်အားနေပြီးတော့နှုတ်ချိနေမယ်လုံးဝလက်လက်ဆက်ဆက်လုံးဝမရှိဘူးနောက်ပြီးနှလုံးခုန်တဲ့အရင်မြင်မယ်နောက်ပြီးအသက်ရှူတာအရင်မြင်လာမယ်ပေါ့ဒီလိုမျိုးဆိုလို့ရှိရင်တော့ဒါကသွေးကွဲခြင်းပေါ့တခုခုနဲ့ပေါ့နော်ထိတွေးမိပြီးတော့မှသွေးကွဲတဲ့လက္ခဏာတွေခံစားနေရပေါ့ဒါဆိုလို့ရှိရင်တော့စိတ်ဟုတ်စိတ်ကြောက်အမြန်ဆုံးသွားတင်ပါတယ်